လို့အားလုံးမြင်လာပါ delivery menu ပြန်လည်ပြီးကြိုဆိုလိုက်ပါရယ်အပြောင်းရွှေ့တွေကအခုချိန်အထိကိုလုံးဝမပြီးသေးတဲ့အခြေအနေတစ်ခုမှရှိနေသေးတယ် Liverpool ပေါ့နော်ကျွန်တော်တို့ဒီဒီနေ့မနက်ပေါ့ဒီနေ့မနက်ရဲ့ကျွန်တော်တို့ဒီ Tier 1သတင်းဌာနကဖော်ပြချက်အရဆိုလို့ရှိရင် Liverpool က ်ခေါ်မဲ့တိုက်စစ်မှုကအခုရှေ့တန်းတိုက်စစ်မှုတွင်အနောက်တန်းကစားသမားတွေမဟုတ်သေးဘူးကျွန်တော်ရှေ့တန်းတိုက်စစ်မှုလည်းပါမယ်နောက်ပြီးသွားလို့ရှိရင်စောင့်ကြည့်နေကစားသမားကကျွန်တော်ဘယ်ကျန်းကကစားသမားတယောက်ကိုကစားသမားတွေကိုလည်းစောင့်ကြည့်နေတယ်ဆိုပြီးတော့တည်င်းနေရပေါ်ပြထားတယ်ဗောနော်အဲ့တော့ तू อ่ะ ဘယ်ကျန်းကစားသမားတွေကိုတော့သူကနမည်နဲ့ point တော့မလုပ်သွားဘူးဒါပေမဲ့ရှေ့တန်းကစားသမားတွေကိုတော့နမည်စရင်းတွေနဲ့ကိုသူ point ကောင်းလုပ်သွားတယ်အဲ့ကစားသမားတွေကကျွန်တော်တီဗီသားအလက်ဇနာအီဆက်ရဲ့တော့အီဂီတစ်ကီရဲ့ကျွန်တော်တို့နောက်တစ်ယောက်ကပီတာအော်စီမန်ရဲ့ပေါ့နော်၃ယောက်ကိုလီဗာပူးဘက်ကစိတ်ဝင်စားနေတယ်၃ယောက်လုံးကိုကင်းထောက်နေတယ်ဒါပေမဲ့အဲ့ထဲမှာစိတ်ဝင်အစားဆုံးကအီဂီတစ်ကီဆိုပြီးတော့ကျွန်တော်တို့သိထားပါတော့နော်ကိုကိုအီဂီတစ်ကီဆိုပြီးကျွန်တော်တို့သိထားတယ်အဲ့တော့ ျွန်တော်စိတ်ဝင်စားတာ Vita Osimhen မှာကျွန်တော်တို့ပါလာတဲ့အခြေအနေတစ်ခုဖြစ်လာပြီပေါ့နော်ကျွန်တော်အရင်နဲ့တည်ထားတာက Alexander Isak နဲ့ကျွန်တော်ဟိုကိုဂီတိကီနဲ့ဒါပေမဲ့ဒီနေ့မနေ့ရဲ့ကျွန်တော် BBC Report ရဲ့အဲဒီ Tier 1သတင်းဌာနပေါ့နော်သူရဲ့ပေါ်ပြချက်အရဆိုလို့ရှိရင်အာဒီ Vita Osimhen မှာပါလာလေဘဝဆောင်းကြည့်နေတယ်ဒီသမားကိုလည်းခေါ်ကောင်းခေါ်နိုင်တယ်ဆိုပြီးတော့သတင်းတွေရတည်ရတယ်ပေါ့နော် အခုအိုက်နာတဲ့တလက်ဆရဲပဲကျွန်တော်တို့ဘေကျင်းကစားသမားတွေကိုလည်းစောင့်ကြည့်နေတယ်ဆိုပြီးတော့ပေါ်ပြရတယ်။ဒါပေမဲ့မနေ့ကသတင်းတွေရဆိုလို့ရှိရင်ဘေကျင်းကစားသမားတွေကိုစောင့်ကြည့်နေတယ်။ဒါပေမဲ့အဲ့မနေ့သတင်းထားမှာတော့ပေါ်ပြသွားတယ်။အာကစားသမားတွေ Rafaelio တို့ကျွန်တော်တို့ Andre Gordon တို့ပြီး Malik Fofana တို့လူကစားသမားမျိုးတွေပေါ့နော်။ဒါပေမဲ့ဒီဒီ BBC ရောပို့ရဲ့ထေဝံသတင်းဌာနကတော့သူဘယ်ကျန်းကစားသမားတွေကိုစောင့်ကြည့်နေတယ်။ဒါပေမဲ့ဘယ်ကစားသမားဆိုပြီးတော့တော့ point တော့မလုပ်ပါဘူး။အဲ့တော့စိတ်ဝင်စားဖို့တော့တော်တော်လေးကောင်းလာပြီ။အာ အခုဒီဒီအပြောင်းလေပဝက်တိပြီးသားဗျာကျွန်တော်တို့ပထမကျွန်တော်ဗီဒီယိုမှာပြောခဲ့ပြီးသားလေပပူးကဒီလောက်ခေါ်ခဲ့တဲ့တိုင်အောင်ပေါင်တန်း213လို့ရသေးတယ်အဲ့တော့ကျွန်တော်တို့ဒီပရီးမီးယားလိရဲ့စီးမင်းနဲ့ကျွန်တော်တို့လုံးဝကင်းလွတ်ကင်းလွတ်သေးတယ်ပေါင်တန်း213မှာဆိုပြီးတော့လေပပူးဘက်က PSG FSG ဘက်ကလည်းဟိုရစ်ချတ်ဟူတို့မိုက်ကယ်အဝတ်တို့ခွင့်ပေးထားတာကကစားသမားတွေကိုရောင်းရောင်းရတဲ့မွေကိုအကုန်လုံးကိုပြန်ခေါ်ခွင့်ရှိတယ်ဆိုပြီးတော့ရောင်းရတဲ့ပတ်စံပေါ့နော်ရတဲ့ပတ်စံအကုန်လုံးကိုလည်းကစားသမားတွေကိုပြန်ခေါ်လို့ရတယ်ဆိုပြီးတော့အာ ပထမသတင်းထံပထမသတင်း report တွေကတိထားရအောင်နော်အဲ့တော့တော်တော်လေးကောင်းတယ်အာဒါပေမဲ့ video osiman ရဲ့ hukuiki tiki ရဲ့ကျွန်တော်တို့နောက်ပြီးတော့ alasana ဤဆက်ရဲ့ဘယ်ကစားသမားကိုပို့ပြီးသဘောကျလဲပေါ့နော်အဲ့တော့အာ video osiman ကပါလာတာတကူကကျွန်တော်အတွက်တော့ဆိုရင်တော့အာဘာလို့လဲအာဖရိကသွားကံသူကလည်းအာဖရိကစားသမားတယောက်ဗျာအာဖရိကသွားကံမှာဖြစ်တဲ့အတွက်မိုဟာမက်ဆာလာလေအာဖရိကသွားကင်မယ်ပြောဗီတာအိုစီမန်လည်းအာဖရိကသွားကင်မယ်ဆိုလို့ရှိရင် ျွန်တော်တို့အတွက်နည်းနည်းလေးအာဘယ်လိုပြောမလဲ negative ဘက်နည်းနည်းလေးရောက်မလားလို့တော့ကျွန်တော်တွေးမိတယ်ပေါ့နော်ဘာလို့နည်းနည်း struggle ဖြစ်သွားမလားပေါ့ဘာလို့လဲဆိုတော့အဲ့ချိန်ဒီမှာအဲ့ပွဲဒီမှာကအရေးကြီးတဲ့အချိန်တွေတခုအနေဒါတခုမှရှိတယ်ပေါ့နော်ဘာပြောပွဲချက်ကလာရည်လဲရင်ဆိုင်ကောင်းရင်ဆိုင်ရနိုင်တယ်အဲ့ချိန်တွေကအဲ့တော့အာမိုဟာမက်ဆာလက်တယောက်တည်းအပြင်ကိုနောက်ပြီးတော့ဒီတကယ်ဘီတာအိုစီမန်ကခေါ်ခဲ့မယ်ဆိုလို့ရှိရင်ကစားသမား၂ယောက်အဓိကကစားသမား၂ယောက်လုံးသာလက်လို့ရမယ်ဆိုရင်လီဗာပူးတဲ့ နည်း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 လေးတော့ရင်းရိုင်သွားနိုင်တဲ့အခြေအနေတစ်ခုမှရှိတယ်။ဒါကကျွန်တော်ရဲ့တကိုယ်ရေးသုံးသပ်ချက်ပေါ့နော်။ဒါပေမဲ့ဟိုကိုအီကီတိကီကိုလည်းလဘောဘက်ကတော့သူကစိတ်ဝင်စားဆုံးပဲ။လဇနာကြီးစက်တောင်စိတ်ဝင်စားရတယ်ဆိုပြီးတော့အဲ့သတင်းဌာနရ report ရကျွန်တော်သိထားတယ်ပေါ့နော်။အဲ့တော့လေဘူပြည်သက်တွေအနေနဲ့ဘေကသမားကိုခေါ်ခြင်းနဲ့ဘေကသမားကိုဟိုလေဘူတင်းကိုရောက်စေခြင်းနဲ့ပေါ့နော်။အင်း ကျွန်တော်ကိုကိုယ်မှဝင်ဆွေးနွေးပေးလို့ရပါတယ်ဒီဗီဒီယိုလေးသဘောကျတယ်ဆိုရင် like and follow လုပ်ပေးဖို့လည်းမေတ္တာရင်ခံကြပါတယ် YouTube မှာဆိုလို့ချင်းကျွန်တော်ကို subscribe လုပ်ပေးဖို့လည်းကျွန်တော်မေတ္တာရင်ခံကြပါတယ်အားလုံးကျေးဇူးများတင်ပါတယ်